လာယောညိထွေစွာနေထိုင်မှာရင်ကျေးတိုးတက်လာသည့်လူနေမှုစနစ်တွေအစာအသောက်အနေအထိုင်အပြောဆိုများကိုအဆင့်တန်းမြင့်အောင်ကြိုးစားနေထိုင်ကြပါရယ်။ပတ်ဝန်းကျင်ရိုးရာဓလေ့များအတိုင်းလဲနေထိုင်နိုင်အောင်ကြိုးစားလေ့ရှိကြပါရယ်။ပတ်ဝန်းကျင်နှင့်နေထိုင်ကြရသည့်အတွက် ပတ်ဝန်းကျင်ကလက်ခံနိုင်သည့်အနေအထားမျိုးများဖြင့်နေထိုင်ကြရပါတယ်။ပတ်ဝန်းကျင်ကလက်ခံနိုင်သည့်အနေအထားဆိုသည်မှာမစော်ကားခြင်း၊မရိုင်းဆိုင်ခြင်း၊မဆဲဆိုခြင်းစသည့်လူတဦးချင်းဆိုင်ရာလိုက်နာရမည့်ကိုကျင့်တရားဆံများလည်းပါဝင်ပါတယ်။လူတဦးချင်းစီ၏အကျင့်များသည် မတူညီနိုင်ပါ။အိယာကစောစောထသူ၊နောက်ကြမှထသူ၊တချင်းကြိုက်သူ၊စူညံခြင်းကိုမကြိုက်သူ စသဖြင့်အမျိုးမျိုးရှိနိုင်ပါတယ်။ညီတို့မတူညီသည်ဖြစ်စေအများကျင့်သုံးရမည့်စံအတိုင်းတော့ကြိုက်ညီအောင်စ조사နေထိုင်ကြရပါတယ်။အလေးအထဆိုသည်မှာကိုယ့်အတွက်အများအတွက်ကောင်းမွန်ရန်ဖြစ်ပါတယ်။မူလတိုင်းပတ်ဝန်းကျင်ကိုမဆဲရပါ။လူကျင်ဝဲအရာလဲတားမြစ်ထားသလိုဥပဒေကလည်းရှိနေပါတယ်။ထို့ကြောင့်ပတ်ဝန်းကျင်နှင့်နေလင်းထိုပတ်ဝန်းကျင်တွင်နေထိုင်နိုင်သည့်အနေအထားမျိုးဖြင့်သာ နေထိုင်ရမှာဖြစ်ပါတယ်။ကိုယ့်ပတ်ဝန်းကျင်ကိုမကြိုက်လင်လဲကင်းအောင်ရှင်းအောင်မပတ်သက်အောင်နေထိုင်နိုင်ရန်စ조사ရပါမယ်။ထို့သောနေနိုင်ရန်ဆိုသည်မှာလဲပတ်ဝန်းကျင်ကလိုက်နာသောစီကံများကိုမချိုးဖြတ်ရန်လိုပါတယ်။လူတိုင်းကိုယ်တလေကိုယ်ထုံးစံကိုယ်စရိုက်အတိုင်းနေထိုင်သွားလာလှုပ်ရှားနေကြပါတယ်။မြည်သူကမြည်သူကိုမျှလွှမ်းမိုးချုပ်ကိုင်းစော်ကားခွင့်မရှိပါ။ သူတလေသူထုံးစံကို မကြိုက်တော့ကြောင့်လဲစော်ကားပြောဆိုခွင့် မရှိပါကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေပဝင်းကျင်နဲ့ကိုက်ညီအောင်တော့နေထိုင်တတ်ရပါမယ်ရေးရပေါ့ကတ်စ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ရှင်ဒီပေါ့ကတ်စ်ကို AC Original ရဲ့ Facebook YouTube Spotify Apple Podcast စတဲ့ platform များမှာနိုင်စင်နားဆင်နိုင်ပါတယ်။အခုလိုဖိုးတန်စာပေများကိုမြစ်တာဖြင့်တင်ဆက်ခွင့်ပြုပေးတဲ့ဆရာတင်ညွန့်နဲ့မောက်ခစာအုပ်တိုက်ကိုလည်းကျမတို့ AC အဖွဲ့သားများကလှိုက်လဲစွာဖြင့်ကျေးဇူးတင်ရှိပါတယ်ရှင်။ကျမကတော့ K ပါ။ကိုစီကိုငါကိုဒေတာ၌ပျော်ကြဆက်ရာတတော်ဟူသည်များတို့သည်အိမ်မက်ရာမက်ကောင်းစွာမက်၍ နှစ်သက်ကြီးသားအိတ်ဆက်နိုင်ကြပါစေ။မင်္ဂလာကျက်သည်ရှက်ဝေလန်းသည်ဖြင့်စမ်းပွင့်ကြကုန်သည်ဖြစ်၍ကောင်းစွာမိုးတောက်အလင်းရောက်လျက်ထမြောက်နိုးကြနိုင်ကြပါစေ။